ကဘာဘကကားရီရဲ့မိခင်တင်မောကြီးတစဉ်အကြောင်းမင်္ဂလာပါခင်ဗျာဘာမဆံများကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျွန်တော်တင်ဆက်ပေးချင်တာကတော့ K Asian Beauty လို့ခေါ်တဲ့ကုန်တင်တင်မောကြီးအကြောင်းပဲဖြစ်ပါတယ်အရှိ600လေးပြီလောက်ရှိပြီဘောလုံးကွင်းနှစ်ကွင်းနေပါလောက်ထိကျပါတယ်အကျယ်ကတော့ပေ100လောက်ရှိပါတည်းဗျာကဲဘာအတွက်သုံးတလဲစက်ကြည့်ကြတာပေါ့ဒီလိုအရာမတင်မောကြီးကိုတိုက်ကြီးတစ်ခုကနေတစ်ခုကိုကားရီထောင်းကြီးတဲယူပို့ဆောင်ပေးဖို့တည်ဆောက်ထားတာပါ အကျဲကလည်းတင်းမောရဲ့အရှင်နဲ့အမြင့်ကိုဟန်ချက်ညီအောင် ထိန်းထားပေးပါရယ်။ရေပြင်အထက်ကနေစာရည်တွေ့ရင်ဆက်နှစ်ထက်အစာအုပ်တစ်ခုစာလောက်ရှိတယ်ဆိုတဲ့ scale ကနည်းနည်းနော်နော် size တော့မဟုတ်ဘူးခမ။ဒီ demo ကြီးကို1994ခုနှစ်မှာတည်ဆောက်ခဲ့ပြီး Man Energy Solution ကထုတ်လုပ်တဲ့ Man BMW Model 6L60MC engine ကိုအသုံးပြုထားပါတယ်။အမြင့်ဆုံးစွမ်းအားကတော့1500 kW ဒါမှမဟုတ်မြင်းကောင်ရေ14000လောက်ရှိတယ်လို့အချက်အလက်တွေကဆိုပါတယ်။ဒီလိုကြီးမားတဲ့ကုန်တင် demo အတွက်အဲ့ဒါလောက်စွမ်းအင်ကပဲအဆင်ပြေမှာကိုပြ။ ။များသောအားဖြင့်တော့ K Asian Beauty နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို public စီချပြတာနေပြီမြေဒီအတန်းအစားဒီနှုံးနဲ့ဆိုဒီနေ့မှစောက်တဲ့တခြားတင်မောတွေလိုပဲသူမှလည်းရေချိန်ထိန်းကန်တွေဒါမှမဟုတ်တင်မောကိုရက်လိုက်တဲ့အချိန်မှာဟန်ချက်ထိန်းထားပေးနိုင်တဲ့လှုပ်ရှားမှုထိန်းချုပ်စနစ်တွေရှိလိမ့်မယ်လို့ကျွန်တော်တို့ခန့်မှန်းနိုင်ပါတယ်။ဒီစနစ်တွေကတင်မောစေကန်ကတ်တဲ့အခါမျိုးမှာအရင်အရေးပါပါတယ်ဒီတော့လူချင်းမင်းတို့ရဲ့အတွေးမျက်လုံးတွေဒေပောင်ကြီးတစည်းကိုပုံဖော်နိုင်စေဖို့ပုံမြင်လေးတစ်ပုဒ်နဲ့စားလိုက်ကြရအောင်။ဆန်ဒီယေဂိုစိတ်ကန်းကိုစိုက်ကတ်ချင်း တောင်ကိုရီးယားကနေနှစ်ပတ်ကြာခရီးနှင်လာပြီးဆန်ဒီယေဂိုစိတ်ကမ်းကိုဝင်ရောက်တဲ့အခါ K Asian Beauty ရဲ့စိုက်ကပ်မှုလုပ်ငန်းစဉ်ကစီးလုံးညီညာအောင်ချောင်းပြားဆိုတဲ့စကားပုံကိုတက်တည်ပြလိုက်တာပါပဲ။ရွက်လီတစည်းကိုကြောက်ချရတာနဲ့ဘယ်သူနိုင်ပါမလဲပြ။ဒီလိုတင်မောကြီးကြတော့ဆွဲတင်မောလို့ခေါ်တဲ့လေငယ်လေးတွေကိုတုံရပါတယ်။အဲဒီဆွဲတင်မောလေးတွေကတင်မောကြီးကိုတေးသေးချာချာတွန်းဆွဲပြီးစိတ်ကံတရားနဲ့လုံးဝတန်းနေအောင်လုပ်ပေးပါတယ်။ စိတ်ခံတရားမှာတင်မောက်ကိုရယ်မထိခိုက်အောင်ကာကွယ်ပေးတဲ့ရေမြုပ်ဘောင်ကြီးတွေတက်တာပါတယ်။သူတို့ကတင်မောက်ရဲ့အရှင်ကိုနှေးသွားစေဖို့ဒီဇိုင်းထုတ်တာပါ။စိုက်ကတဲ့အစင်တိုင်းကအသေးစိတ်ကြပြီးစနစ်တကျပူပေါင်းဆောင်ရွက်မှဖြစ်နိုင်တဲ့အနေအထားမျိုးမှာရှိပါတယ်။စိတ်ကန်းရေချောင်းကျွမ်းကျင်သူတွေစိတ်ကန်းလေရင်မှုတွေကဒီရေအမြင်လေတိုင်းထုံးနဲ့လေတိုက်တဲ့ဘက်စားတဲ့အချက်တွေကိုထည့်တွက်ပြီးတင်မောက်ကိုလမ်းညွှန်ပေးရပါတယ်။ ပြီးရင်တင်းမောရဲ့ကြိုးတွေကိုစိုက်ခန့်တရားကကြိုးထုတ်တိုင်းတွင်နဲ့မြဲနေအောင်ခြိထားရပါတယ်။ဒီအတိုင်းတော်တော်ထုတ်ထုတ်တွေကလှိုင်းကြောင့်တင်းမောကြီးရွေလျားမှုမရှိလာရလျောင်ထိန်းထားပေးပါတယ်။တန်းငယ်2000ရှိပြီးကား9000နီးပါးတင်ဆောင်လာတဲ့တင်းမောကြီးအတွက်ဒါကတိတ်ကိုအရေးကြီးပါတယ်။နေသာထိန်းချုပ်ရေးနဲ့စစ်ဆေးရေး Creation Beauty စေကံကတ္တာနဲ့တပိုင်းနဲ့ထဲမှာပဲနေသာထိန်းချုပ်ရေးအဖွဲ့တွေကဝင်လာတဲ့တင်းမောနဲ့ကုန်ပစ္စည်းတွေကိုအသေးစိတ်စစ်ဆေးဖို့ချက်ချင်းရောက်လာပါရီ။ သူတို့ရဲ့ပရမတ်ဆုံးအလုပ်ကတော့ demo ရဲ့စာရွက်စာရမ်းတွေနဲ့ကုန်တင်စာရင်းတွေကိုစစ်ဆေးတာပါပဲဒီစာရင်းတွေကကားအရေအတွက်အမျိုးအစားနဲ့တည်ယူလာတဲ့တခြားပစ္စည်းတွေရဲ့အသေးစိတ်ကိုမှတ်ယူရပါတယ်ပြီးရင်သူတို့ကကားတွေထားတဲ့ကုန်းပတ်တွေမှာကိုရိုင်းလိုက်လံစစ်ဆေးပြီးစာရင်းနဲ့တိုက်စစ်ပြန်ပါတယ်တခခုမတူတာလွဲနေတာတွေတွေ့ရင်တော့တန်ရအခြေအနေလိုတတ်မှတ်လိုက်ပြီးအသေးစိတ်ထက်စစ်ဆေးဖို့အလံပြလိုက်ပါတယ် 2015ခုနှစ်က Huawei Transporter တင်မောဖြစ်စဉ်လိုမျိုးတခြားတင်မောတွေမှာတာယာတွေတနက်တွေမိုးရေဆေးဝါးတွေဝက်ယူလာတာမျိုးတွေ့ခဲ့ရတာတွေကြောင့်လဲပါတာပေါ့ဗျာဒါအပြင်နေသထင်းချုပ်ရဲ့အဖွဲ့တွေကတင်မောသားတွေရဲ့စာဝက်စာရင်အပြည့်စုံရှိမရှိအလုံးသမားဥပဒေတွေကိုလိုက်နာခြင်းရှိမရှိစတာတွေကိုပါစစ်ဆေးပါရင်တင်မောပေါ်မှာခွင့်ပြုချက်မရှိဘဲခိုးဝင်လာသူတွေဒါမှမဟုတ်ဖမ်းဆီးချုံနှောင်ခံထားရသူတွေမရှိစေဖို့ပါပဲတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးစစ်ဆေးမှုတွေနောက်ထပ်အရေးကြီးတာကတော့တဘာဝပတ်ဝန်းကျင်စစ်ဆေးမှုတွေပါ green environment ကိုတည်ဆောက်မယ်လို့ကြွေးကြော်လာကြတာနဲ့အညီပင်လယ်ထဲအမိုက်တွေစွန့်ပစ်ပစ္စည်းတွေစီးကမ်းမဲ့မစွန့်ပစ်ဖို့ကိုလည်းစစ်ဆေးရပါတယ်။တင်မောင်းရေလုပ်ငန်းဆောင်ရွက်မှုတွေကဒေတာရင်းကြရစနစ်ကိုထိခိုက်မှုနည်းနိုင်သမျှနည်းအောင်တာဝန်ယူထားရပါတယ်။အဓိကစစ်ဆေးတဲ့နေရာတွေထဲမှာစီတိုင်းကြီးတွေလည်းပါဝင်ပါတယ်။ရုပ်ဆိုင်မှုမရှိစေဖို့လေဘယ်တက်ပါကင်ကောင်းကောင်းပိတ်ထားဖို့နဲ့စနစ်တွေချုပ်ရင်းမှုမရှိဘဲအလုံးလုံးနေဖို့စစ်ဆေးရပါတယ်။ ။တင်မောမှာပင်လယ်ထဲဆုံးပစ္စည်းစုံထုတ်တာကိုထိန်းချုပ်တဲ့မာဘို NH4 လိုမျိုးနိုင်ငံတကာစီးမင်းတွေကိုလိုက်နာဖို့အတွက်အငြိအကြေးအမိုက်ဒရိုက်တွေကိုစီမံခန့်ခွဲတဲ့စနစ်တွေတပ်ဆင်ထားပါရင်။နောက်တစ်ချက်ကတော့ရေချိန်ထိန်းရေးစီမံခန့်ခွဲမှုပါပဲ။တင်မောရဲ့အောက်ခြေမှာရှိတဲ့ကန်တွေတဲ့ရေထဲလိုက်ထုတ်လိုက်လုပ်ပြီးတင်မောရဲ့တည်ငြိမ်မှုနဲ့ဟန်ချက်ညီမှုကိုထိန်းထားရတာပါ။ကုန်ပစ္စည်းအတင်ချလုပ်နေစဉ်မှာလေရေတွေထည့်သွင်းထုတ်ပြစ်လုပ်ရပါတယ်။ ဒီရေချိန်ထင်းရေကဒေသတစ်ခုကနေနောက်တစ်ခုကိုကျူးကျော်ဝင်ရောက်လာတဲ့ရေနေတရောမျိုးစိတ်တွေနဲ့ရောဂါပိုးတွေကိုတဲဆောင်သွားနိုင်လို့ကြေယာစနစ်ကိုထိခိုက်စေပါတယ်။ဒါကိုကာကွယ်ဖို့အတွက်သင်းမောသားတွေကနိုင်ငံတကာနဲ့ဒေသဆိုင်ရာဥပဒေတွေကိုတင်းတင်းကြပ်ကြပ်လိုက်နာရပါတယ်။ကားတွေကိုတဲပြီး ဆက်စဲမှုတွေပြီလို့အားလုံး okay ပြီဆိုတော့ဂုံးဘတ်တွေပေါ်မှာဆောင်ဆိုင်နေတဲ့ကားထောင်ကြီးကိုစီမံခန့်ခွဲဖို့အချိန်ကြာလာပါပြီ။ကားတွေတင်ဆောင်တာကိုအမှုပညာတစ်ခုလို့တာမန်နိုင်ပါရင်ဂုံးဘတ်တွေကိုအလေးချိန်နဲ့အရွယ်စားပုံမှုတည်ပြီးကားမျိုးစားလိုက်ခွဲကြထားပါရင်ဒီအလောက်ကကုန်ပစ္စည်းတင်မပေါ်မရောက်ခင်အများကြီးကြိုတင်စီစဉ်ထားရတာပါ။ပို့ဆောင်ရေးစီမံခန့်ခွဲမှုအဖွဲ့ကကားတစီချင်းစီဘယ်နေရာမှာထားမယ်ဆိုတာကိုတည်တည်ကြာကြာစီစဉ်ပါရင်ကားရဲ့အမြင့်ကထည့်စင်းလာရမယ့်အချက်တစ်ခုပါပဲ။ ဆက်ဖလိုကားမြင်တွေကိုအပေါ်တက်ကုန်းဘတ်တွေမှာထားပြီးစီဒန်လိုကားနေတွေကိုတော့အောက်ထပ်မှာထားပါရီနောက်တစ်ခုကအရေးကြီးတဲ့အလေးချိန်ဖြန့်ဝေမှုပါတင်မောရဲ့ခရီးစဉ်တစ်လျှောက်လုံးဟန်ချညီပြီးတည်ငြိမ်ဖို့အတွက်တင်မောရဲ့ဘဲညာရှေ့နောက်အလေးချိန်ညှိများဖို့လိုပါရီထရက်ကားတွေဒါမှမဟုတ်ဘက်ထရီကြီးတွေပါတဲ့လျှက်စက်ကားလိုကားအလေးတွေကိုတင်မောရဲ့ဗဟိုနားမှာထားပါရီဒါမှရေကျန်းတဲ့အခါတင်မောတစ်ဖက်ကိုစောင်းတာဒါမှမဟုတ်ရှေ့နောက်ရိန်းထိုးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါရီနောက်ပြီးတော့ကားတွေဆင်းမဲ့စိတ်ကမ်းရောက်မဲ့အစီအစဉ်ကိုလည်းထည့်စင်းစားရပါရီ အရင်ဆုံးဆင်းမဲ့ကားတွေကိုလှေကားနာအနည်းဆုံးမှာထားပါတယ်။လှေကားတွေကကုန်းဘက်အချင်းချင်းကားတွေအတက်ဆင်းလို့ပို့ဆက်တွေပေးထားတာပါ။သူတို့ကတန်ချိန်150အထိခန်းနိုင်ရှိပါတယ်။ရေမောင်းတွေကတော့နေရာလို့နည်းနည်းလေးတွေကြားတဲ့ကားတွေကိုဂရုစိုက်မောင်းနေရနာရတာမှုသူတို့ရဲ့ရေမောင်းကျွမ်းကျင်မှုကိုအော်တိုစမ်းသက်တာပါပဲ။ကားတွေရဲ့ဆက်စီဂျူတီကားတွေတင်ပြီးတာနဲ့လုံချောင်းအောင်ခြေထားဖို့လိုလာပါပြီ။ ရေချမ်းလိုင်းချမ်းရာသီဥတုဆိုရမှုတွေဒုံခါမှုနဲ့ဟိုထိုးဒီဆောင်းနာတွေရှိနေတာကြောင့်ဘယ်အရာမှမရွေသွားစေဖို့တေမသားတွေကတေးကြအောင်လုပ်ရပါတယ်ဒီနေရာမှာအခုလိုခွဲပြီးလေလာလို့ရတယ်ခင်ဗျဘီးကန်တုံးတွေကားတွေရှင်းအောင်မလိမ်သွားအောင်တာယာတွေမှာတက်ဆင်တဲ့အတုံးတွေပါပိုးလုံးကြောင့်အောင်တင်းမောကုန်းဘက်မှာဝက်အုံနဲ့ပါရထားနိုင်ပါတယ်ပတ်ကျူကားတွေကိုဘေးတိုင်းဒါမှမဟုတ်အပေါ်အောက်လှုပ်ရှားမှုမရှိအောင်တင်းမောကုန်းဘက်မှာခြေနှောင်းမှုတုံးတဲ့ကျိုးတွေပါဂွင်းတွေ တင်မောကုန်းဘက်မှာဂရေစော်ထားတဲ့ဂျိုးချီကွင်းတွေပါပဲဒါကတော့ရွရှင်ပါတယ်စတီဂျိုးအလေးချိန်ပိုများတဲ့ကားတွေအတွက်စတီဂျိုးတွေနဲ့ခြိနှောင်ပြီးတင်းအားညှိကရိယာတွေနဲ့တင်းအောင်လုပ်ရပါတယ်ကုန်းဘက်တွေမှာလည်းချော်လဲတာတွေမဖြစ်စေဖို့ဂျိုတင်ကာကွယ်တဲ့အနေနဲ့အပေါ်ရန်လွှာကိုစေးတမျိုးတုတ်ထားရပါတယ်လေဝင်လေထွက်စနစ်ကောင်းကောင်းတပ်ဆင်ထားလို့ကားတွေကနေထွက်တဲ့အိမ်စောအငွေစိုးတွေမပြေသွားအောင်ကာကွယ်ပေးပါတယ်မီးလောင်မှုဖြစ်လာရင်ထိန်းချုပ်ဖို့မီးသတ်စနစ်တွေပါတပ်ဆင်ထားပါတယ် ဘာလို့အကုန်လုံးကိုဘတ်ဆုံတောင်းဆုံနေအောင်စီစဉ်ထားသလဲဆိုရတဲ့နောက်ကွယ်မှာအရင်ကခံခဲ့ပြီးတဲ့အတွေ့အကြုံရှိလို့ဆိုတဲ့အဖေကတွဲရက်လိုက်ပါနေပါရင်အသေးကွဲပြီးတဲ့လူကထက်ချစ်ဖို့ကြောက်သလိုမျိုးပေါ့ဗျာဂိုရန်ရီတင်မောဖြစ်စဉ်ကတင်ကန်းစာရီဒါလောက်အဆင့်တွေအများကြီးနဲ့လုပ်ပင်မဲ့ကားတင်တဲ့အခါအလေးချိန်တွက်ချက်မှုတစ်ခုလေးမှားသွားရင်ဒါမှမဟုတ်ကုန်ပစ္စည်းတွေကိုဗမ်းမမြအောင်တင်ပြီးခဲ့ရင်တင်မောရဲ့ stability ပြတ်သွားနိုင်ပါရင်ဒီလိုနည်းနဲ့ကန်ဆိုးမှုမအောင်ကြားခဲ့တဲ့တင်မောတစီရှိခဲ့ဘူးပါရင် အဲ့ဒါကတော့ MV Golden Ray လို့ခေါ်တဲ့ဂါအစီ4000ကျော်တင်ဆောင်နိုင်တဲ့တင်မော်ကြီးပါပဲ2019ခုနှစ်စက်တင်ဘာလမှာ Georgia ပြည်နယ်က Bronze Wheat စိတ်ကန်းကနေထွက်ခွာလာရင်းရေးချိန်နာမှာ error လေးပါသွားတဲ့အပြင်ကန်ထက်ဆိုးကျင်တာနဲ့ကုန်တွေကပါဗမ်းမများဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့မတိဘဲကန်းကခွာလာလိုက်တာမကြပါဘူးရေဆက်ချရတာပါပဲ။တမိုင်းတစ်ချောင်းဈေးအကြီးဆုံးရင်တိမ်မှောက်မှုဆိုပါတော့ ပြီးတော့အဲ့ဒီတဲမှာစေတိုင်ကြီး24ခုရှိပြီးကားတွေမှာလည်း engine ဝိုင်းအေးခံရေးစားတဲ့အရေးတွေရှိနေတာမို့စီယိုရာစီဖိတ်တာစားတဲ့ဖြစ်နိုင်ကြီးကတိတ်ကိုများလို့နေခဲ့ပါတယ်။မိမလောက်သွားစီဖို့အတွက်တင်းမောကိုနှစ်ချမ်းခွဲလိုက်ဖို့သူတို့တွေစူးစမ်းခဲ့ကြပါတယ်။ VV 1000လို့ခေါ်တဲ့ကရိန်းကြီးနှစ်ခုပါတဲ့ဆက်ကိုတုံးပြီးစိန်ထည့်ထားတဲ့ဂွင်းဆက်ကျိုးနဲ့အပိုင်း၈ပိုင်းဖြတ်တောက်ခဲ့ရပါတယ်။ဖြတ်တောက်တဲ့အပူချိန်ကြောင့်လဲမီးလောင်ရာလေးပစ်မဖြစ်ရလေအောင်အလွန်ကယူဆိုင်ခဲ့ရပါတယ်။ နှစ်နှစ်ကြာဒေါ်လာဘီလီယံတထောင်ကျော်ကုန်ချအပြီးမှမှဒီစစ်စင်ရေးကိုအအောင်မြင်မြင်အဆုံးတတ်နိုင်ခဲ့ပါတယ်။ကိုရန်ရီရဲ့ဖြစ်ရပ်ကနေရတဲ့သင်ကန်းစာတွေကတော့နှောင်းလူတွေအတွက်အမြဲတမ်းခြောက်လှန့်နေမဲ့အိမ်မဆိုးကြီးလိုပါပဲ။ဒီ case ဖြစ်ပြီးနောက်ပိုင်းမှာအထက်မှာကျွန်တော်ပြောပြခဲ့တဲ့ function တွေကိုမပါမဖြစ်လှုံ့ဆော်ချက်တွေဖြစ်ကမ္ဘာအကြီးဆုံးကားတင်တင်မောကြီးမှာထည့်သွင်းလာပါတော့တယ်။ကျွန်တော်တို့မြေနေတွင်းနေစီးနေရတဲ့ကားရီတာအခုကျွန်တော်တို့ပြောနေကြတဲ့တင်မောကြီးစီကလာခဲ့တာဆိုရင်ရောအင်းတိုက်ဆိုင်မှုတစ်မျိုးပဲမဟုတ်လား လူချင်းမင်းတို့ရောဘယ်လိုထင်လဲခင်ဗျကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်လေးကတော့ဒီလောက်ပါပဲကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်